အီရန်ကအစ္စရေးနဲ့ဆက်နေရကြစစ်ပွဲအပြီးမှာအမေရိကန်ပြည်တော်စုနဲ့နျူကလ িয়ার ဆွေးနွေးမှုတွေပြန်လည်လှုပ်ဆောင်ဖို့စီစဉ်ထားတယ်ဆိုတာကိုဇွန်28ရက်ကပယ်ချလိုက်ပြီးအမေရိကန်တိုက်ခိုက်မှုတွေရဲ့တရားမှုကိုဝါရှင်တန်ကပုံကြီးချက်ပြောကြားတယ်လို့ဆွဆွဲလိုက်ပါတယ်စစ်ပွဲကအီရန်အမေရိကန်တို့ရဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေကိုလမ်းချော်သွားစေခဲ့ပြီးတဲ့နောက်ထရမ့်ကလာမယ့်သတင်းပတ်မှာအီရန်နဲ့ဆွေးနွေးရလိမ့်မယ်လို့ပြောကြားခဲ့ပါတယ် ထရမ့်ရဲ့အထူးတန်တမန်စတီဝစ်ကော့ကပြည်စုံနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်မျှော်လင့်ထားကြောင်းပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့အီရန်တို့နှစ်ဖက်စလုံးပင်ပန်းနေကြပြီးခြေကုန်လက်ပန်းကျနေတယ်လို့ထရမ့်ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။နောက်တစ်ပတ်မှာအီရန်နဲ့ဆွေးနွေးမှုတွေလုပ်ဖို့စီစဉ်ထားတယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်းအီရန်နိုင်ငံသားကြီးဝင်ကြီးအဘတ်အာရချီကဆွေးနွေးပွဲကိုအီရန်လာမယ်လို့ထရမ့်ရဲ့တန်တမန်ဝေကော့ပြောဆိုခဲ့တာဟာထင်မြင်ချက်ပေးတာဖြစ်ပြီးအဲဒီစကားကိုအလေးနက်မထားသင့်လို့ဆိုခဲ့ပါတယ်။ဆွေးနွေးပွဲအသစ်ပြန်ဆဖို့သဘောတူထားတာမရှိဘူး၊စီစဉ်ထားတာမရှိဘူး၊ပြောဆိုထားတာမရှိဘူးလို့ကျွန်တော်ကရှင်းရှင်းလင်းလင်းပဲပြောချင်ပါတယ်လို့အာရချီကအီရန်နိုင်ငံပိုင်ရုပ်သံမှာပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲရေးစားဖို့ဘာအစီအစဉ်မှမရှိသေးပါဘူးလို့အီရန်နိုင်ငံသားကြီးဝင်ကြီးကပြောကြားခဲ့ပါတယ်။ အီရန်လွတ်တော်အမတ်တွေကကုလသမဂ္ဂရဲ့နျူကလ ියා စောင့်ကြည့်ရေးအဖွဲ့ IAEA နဲ့ပူးပေါင်းဆောင်ရွက်မှုကိုရပ်ဆိုင်းတဲ့မဖြစ်မနေလိုက်နိုင်ရမယ့်ဥပဒေချမ်းကိုဥပဒေအဖြစ်အတည်ပြုခဲ့ပြီးအီရန်ဥရှောင်းအယာတိုလာအလီခါမီနီကအီရန်နျူကလ ියා တည်နေရာတွေကိုအမေရိကန်တိုက်ခိုက်မှုတွေရဲ့တက်ရောက်မှုကိုထရမ့်ကပုံကြီးချက်ပြောကြားခဲ့တယ်လို့စွပ်စွဲခဲ့ပြီးတဲ့နောက် RT ရဲ့ညှင်းပယ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ အစ္စရေးနဲ့အပြစ်ခံရစဲခဲ့ပြီးတဲ့နောက်ပထမဆုံးလူမြင်ကွင်းမှာပြန်ပေါ်လာတဲ့ခါမီနီကရုတ်တံထုံလင်းခဲ့တဲ့မိကုံးမှာအစ္စရေးကိုအီရန်ရဲ့အောင်ပွဲကိုပြောခဲ့ပြီးအမေရိကန်ဖိအားပေးမှုကိုဘရောမအလျှော့ပေးမှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။ ဒါပြင်၎င်းကဝါရှင်တန်ဟာရှုပ်ဖွဲ့လိလိရိုက်ပုတ်ခံရတယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတကတမို့ထူးခြားတဲ့နီလန်းတွေနဲ့ဖြစ်ပျက်တွေကိုပုံကြီးချဲ့ခဲ့ပါတယ်။သူ့အနေနဲ့အဲ့ဒီပုံကြီးချက်ပြောဆိုတာလိုအပ်နေတယ်ဆိုတဲ့ပုံစံပေါ်လာခဲ့ပါတယ်လို့ခါမီနီကပြောပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာဆယ်စုနှစ်များစွာနောက်ဆုတ်သွားပြီဆိုတော့အမေရိကန်ရဲ့ပြောဆိုမှုတွေကိုလည်းခါမီနီကပယ်ချခဲ့ပါတယ်။တိုက်ခိုက်မှုတွေကအီရန်ရဲ့နျူကလ িয়ার အခြေခံအဆောက်အအုံတွေအတွက်ထူးထူးခြားခြားမရှိခဲ့ဘူးလို့ခါမီနီကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်းအီရန်နိုင်ငံသားကြီးဝင်ကြီးအရက်ချီကတော့ထိခိုက်ပျက်စီးမှုတွေဟာအလေးထားရမယ့်အနေအထားဖြစ်ခဲ့တာကြောင့်အသေးစိတ်စစ်ဆင်နေတယ်လို့ဆိုခဲ့ပါဗျ။အီရန်ကတန်းစင်ပြီးသားယူရေနီယံတွေကိုရွှေ့ပြောင်းခဲ့တယ်ဆိုတဲ့ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတကဘာကုန်းမှမရွှေ့ပြောင်းနိုင်ခဲ့ပါဘူး။အန်ဒီရဲ့တင်များလွန်ပါတယ်အလွန်လေးလံပါတယ်ရွှေ့ပြောင်းရခက်ခဲပါတယ်လို့ပြောကြားခဲ့ပါဗျ။